မိတ်ဆွေအားလုံးမင်္ဂလာပါလူကြီး YouTube Channel မှာကြိုဆိုပါရစေခင်ဗျအဲမင်္ဂလာပါအဲရန်ကုန်မှာရန်ကုန်မှာမှုတင်နဲ့မခွင့်ကြဘူးလားမခွင့်ကြဘူးလားမင်းနေတော့မိတ်ဆွေများအတွက်အခုကျွန်တော်တို့ဒီ6မိုင်ပေါ့ဗျာเนาะမရန်ကုန်6မိုင်မှုတင်နဲ့ကျောင်းမှာတင်နဲ့ပြန်ဖွင့်ပါမယ်အဲဒါလေးကိုကျွန်တော်အဲသတင်းကောင်းပါကျင်တာပါ A1 မှတ်တိုင်เนาะ A1 မှတ်တိုင်မှာရှိတဲ့6မိုင်မိုတင်တန်းကျောင်းမှာကျွန်တော်တို့ကဒီဒီရှိ12လပိုင်းထဲမှာပေါ့12လပိုင်းထဲမှာအဲမိုတင်တန်းပြန်မှုမှုရှိပါတယ်ရက်စွဲလေးကတော့15 16စက္ကန့်3ရက်တင်တန်းပေါ့เนาะ3ရက်တင်တန်းနောက်ကဒီတင်တန်းမှာကသူကအိစားကို့အစီအစဉ်နဲ့ကို့လောက်ရမှာเนาะအိစားကို့ကို့အစီအစဉ်နဲ့ကို့ ျွန်တော်တို့ကအိတ်စားတောင်ယူဝေးတာကအိတ်ဓာတ်နဲ့စားတာနေစေနေနေစရာနဲ့စားစရာတောင်ယူဝေးတာအဲကျွန်တော်ပကိုးဆယ်မိုင်တင်းနေကြောင်တစ်ခုပဲရှိရနော်ကျွန်တော်ဒီဘက်မှာကခုနကတော့6မိုင်မှာကြာလို့ရှိရင်အိတ်စားတာကိုကိုစင်းနဲ့ကိုအဲဆောင်ရမှာဖြစ်ပါတယ်အဲ့တော့တင်တန်းဝင်ကြီးက9000တက်မှတ်ထားပါတယ်တင်တန်းဝင်ကြီးက9000တက်မှတ်ထားတယ်အဲတင်မှာကတော့တယုံညွှန်းန်းတွေကတော့အတူတူပါပဲဒီမိုမျိုးစုံ စိုက်ပျိုးမှုမှုထုတ်လို့ရတယ်မှုထုတ်ကုန်နေအတိအကုန်ပါတယ်နော်ရက်ကတော့သူက3ရက်နော်ဟိုဘက်ပကိုးစမန်ကတော့9ရက်အဲအဲ့တော့ဒီ9မိုင်ရန်ကုန်မှာနော်ရန်ကုန်9မိုင်မှာတချင်နဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်ကြိုတင်စီးရင်ပေးလို့ရအောင်ကျွန်တော်ဖုန်းနံပါတ်ကလေးတွေလည်းချပေးချထားပေးမယ်ဖုန်းနံပါတ်ကလေးရေးထားပေးမယ်အဲ့ဒီသင်တန်းကျောင်းကဖုန်းနံပါတ်တွေကိုတေချာဆက်သွယ်ပြီးတော့စီးရင်ပေးပါလို့နော်ဒီမှုသင်တန်းရန်ကုန်မှုသင်တန်း ဟိုစောင့်မျှော်နေတဲ့မိတ်ဆွေများအတွက်เนาะဒါလေးလာပြောတာပါကျေးဇူးတင်ပါတယ်ဟယ်လိုမင်္ဂလာပါကျွန်တော်ဒီမေးခွန်းလေးကိုပြန်ဖြေပေးပါမယ်သူကတင်နန်းကကျွန်တော်တို့ကသုံးရက်နဲ့အစဉ်ပြေပါမလားဆိုတော့တင်နန်းမှာကကျွန်တော်တို့မိုးဆိုင်ပြိုးနီးကိုမိုးမျိုးစုံဆိုင်ပြိုးနီးကိုအခြေခံအနေနဲ့ပဲတင်ပါလိမ့်နော်အခြေခံအနေနဲ့တင်ပါဖြစ်တဲ့အတွက်သုံးရက်နဲ့ကျွန်တော်တို့ကတင်ပေးလိုက်လို့ရတယ် နောက်တစ်ခါဒီပဲခူးတင်ထဲမှာじゃဘာလို့တပတ်တင်လဲဆိုတော့အဲ့တပတ်တင်ငန်းစာချဲ့သွားရင်လည်းချဲ့လို့ရသလိုသုံးရက်နဲ့ကြုံလည်းကြုံလို့ရတယ်ပြောချင်တာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်မှုပညာသည်သုံးရက်နဲ့လည်းအပြည့်စုံမရဘူးသုံးနှစ်နဲ့လည်းအပြည့်စုံမရဘူးကျွန်တော်တို့ကတင်နန်းပိုင်းမှာတင်နန်းသဘောတရားအတိုင်းပဲသွားမှာကိုယ့်အကူအပြင်ကြမှာလိုက်လေလာမှာဒီတင်နန်းကနေပြီးတော့မှုစီးပွားပြည့်စိုက်လို့ရတဲ့အထည် ဟိုပြီးဆွမ်းနိုင်မှာမဟုတ်ဘူးကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ဒီသင်တန်းတွေလုတ်ပေးတဲ့သဘောတရားတွေကျွန်တော်တို့ကပြောရမယ်ဆိုလို့ရှိရင်တော့သူတစ်ပါးမှုလောကမှာဝင်လာတဲ့အချိန်မှာမှုလောကဝင်လာတဲ့အချိန်မှာသူတစ်ပါးအလိမ်မခံရအောင်ပေါ့ဗျာဘယ်မှုစုဘလို့ဆက်ရမယ်ဘယ်အချိုးစားတွေနဲ့သွားရမယ်ဒါဆိုလို့ရှိရင်တော့ဘလို့ထွန်းနှုံးနေနေပေါ့နော်ထွက်မယ်ဆိုတဲ့ဟာကိုအဲအခြေခံဟိုပဲတင်ပေးလိုက်ပါ တင်းနှင်းဆင်းပြီးတဲ့အချိန်ကြလို့ရှိရင်ကိုယ့်ကိုပြန်လေ့လာနော်ကိုယ့်ကိုပြန်လေ့လာမှစီးပွားဖြစ်မှာနော်ဆိုလိုချင်တာကလေအဲ့တော့ဘာလို့တင်းနှင်းသုံးရက်လောက်ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီပကိုးမှာကြတော့တပတ်ဖွင့်တယ်လေတပတ်ကြတော့တချို့ဟိုတက်ချင်တဲ့တင်းနှင်းသားတွေကတပတ်ကြီးကြတော့သူတို့မှလည်းအလုတ်ကမအလုတ်တရားရှုပ်နော်အဲပြီးလို့ရှိရင်တင်းနှင်းကအဲပကိုးလိုဖြစ်တဲ့ပကိုးမှာဖြစ်တဲ့အတွက်ဝေးတယ်ပေါ့ဗျာဆိုလိုချင်တာကလေဒီရန်ကုန်မြို့တွေရတွေပေါ့မနေ့သွားညပြန် ျွန်တော်တို့ကတက်လို့မရဘူးပေါ့အဲ့ဒီရွက်ကိုကျွန်တော်တို့ကအချိန်မရတဲ့ပုံကိုယ်တွေအတွက်ရည်ရွယ်ပြီးတော့တုံးရတာနော်ဆရာဆရာမတွေသင်တန်းနီးပြတွေကအပင်ပန်းခံပြီးတော့ရူးတိုက်ပြီးသင်ပေးရတာနော်သင်ခန်းစာခေါင်းစဉ်တွေအတိုင်းတာနဲ့နောက်ပိုင်းမှာဒီသင်တန်းကျောင်းကဆရာဆရာမတွေရဲ့အဆက်အသွယ်ရသွားပြီးပြီးလို့ရှိရင်လာတက်တဲ့သင်တန်းသားတွေအချင်းချင်းအဆက်အသွယ်ရသွားပြီးဆိုလို့ရှိရင်မိုးလောကမှာဝင်ဆက်နိုင်တဲ့အထိ တွန်းပို့ပေးနိုင်တဲ့သင်တန်းလေးတစ်ခုလို့ကျွန်တော်ပြောချင်တာဒါကရှေ့မှာလည်းတက်သွားတဲ့သင်တန်းသားတွေရှိတယ်သူတို့ကိုလည်းမေးကြည့်လိုက်ပါဆိုလိုချင်တာဒါကမေးလို့ဒီမေးခွန်းမေးလို့စိတ်ဆိုးလို့ပြောတာမဟုတ်ပါဘူးကျွန်တော်ကအခြေခံကြက်ကြက်လေးရှင်းပြပေးတာပါเนาะကျေးဇူးတင်ပါတယ်